မင်္ဂလာပါကျမတော်ငုခတ်တာပါ TV ဥမြင်တန်ကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံရဲ့သတင်းတွေကမ္ဘာသတင်းတွေနဲ့အတူအားကစားသတင်းတွေကိုလည်းရှုစားကြရမှာပါရှင် ရှမ်းပြည်နယ်တောင်ပိုင်းဖဲခုံမြို့နယ်အုံတိုင်းရွာကဖုန်ကြီးကျောင်းမှာတရင်သုံးနေတဲ့ဦးစင်းတဲ့တကာကိုတက်ဖြတ်ခဲ့တဲ့ပြားစစ်ကြောင်းကရဲဘော်တယောက်ကိုလူသက်မှုနဲ့အရေးယူထားတယ်လို့ကင်းပြည်ရဲဌာန KSP ရဲ့တူရဲချုပ်နှစ်ကိုဘိုဘိုကဧပြီလ28ရက်နေ့မှာပြောပါရယ်ပြီးခဲ့တဲ့မတ်လ၄ရက်နေ့ကဆရာတော်ဦးဓမ္မတာယာခေါ်ဦးစင်းပိန်နဲ့တက္ကစားရိုက်ပြီးတော့ဘုံကြီးကျောင်းထဲမှာရှိနေတဲ့အချိန်တက်ပြတ်ခံခဲ့ရပြီးတက်ပြတ်မိကျောင်းကိုလည်းပြားစစ်ကျောင်းကဝန်ခံထားပါဗျ။ ပစ်ခတ်ခဲ့တဲ့ရဲဘော်ကို KNP ရဲဌာနဧဘလာ၁ရက်နေ့ကစတင်စစ်ဆေးပြီးတဲ့နောက်ဧဘလာ၁၁ရက်နေ့မှာရသကြီးပုံမှန်302အရပြည်내တရားရုံးမှာတရားစွဲထားတယ်လို့သိရပါဗျ။ဒူရဲချုပ်နှစ်ကိုဘိုဘိုကစစ်ဆေးပေါ်ပေါက်ချက်အရဒီရဲဘော်တအူးရဲကနေသူ့ရဲ့တနက်တလက်ထဲကနေအသက်ခံရသူနှုတ်စလုံးကိုပြစ်ခဲ့တာဖြစ်တဲ့အတွက်အဲ့ဒီရဲဘော်ကိုကျွန်တော်တို့တရားစွဲတင်ထားတာဖြစ်ပါတယ်လို့ပြောခဲ့ပါတယ်ရှင်။ ငလေးကြောင့်ထိခိုက်ဒေဆုံးမှုများခဲ့တဲ့မန္တလေးမြို့မှာဓမြတိုင်မှုနဲ့ကယ်ဆယ်ရေးစခန်းတွေမှာပျက်စီးခိုးမှုတွေဇတိုက်ဖြစ်ပေါ်နေတယ်လို့သိရပါဗျ။သတိတင်ပေးပို့ထားပါတယ်ရှင်။ငလီရင်ကြောင်ထိခိုက်မှုများခဲ့တဲ့မန္တလေးမြို့မှာခိုးဆိုးလူရွတ်မှုနဲ့ဓများတိုက်မှုတွေဇက်တိုက်ဖြစ်ပေါ်နေပါတယ်။မန္တလေးချမ်းမြသာစီမြို့နယ်အောင်ပင်လေရက်ကွက်ကရွှေစာမဏီရွှေဆိုင်ကိုအေဘီလာ28ရက်နေ့နေ့လယ်ပိုင်းမှာပျောက်ကြားယူနီဖောင်းဝတ်ထားသူ၂ယောက်ဦးဆောင်တဲ့အဖွဲ့က ဓမြတိုက်ပြီးရွှေတွေယူသွားတယ်လို့မြို့ကန်ဒီစီကနေသိရပါတယ်။ချမ်းမြသာစီမြို့နယ်ဟာငလင်ကြောက်ထိခိုက်မှုများခဲ့ပြီးဒုဗိုလ်ချုပ်ကြီးမျိုးမင်းအောင်ဦးဆောင်တဲ့မြို့ဖြစ်ပါတယ်။ဓမြတိုက်မှုတွေဖြစ်ပွားပြီးနောက်ပိုင်းမြို့နယ်နေရာအနှံ့စစ်တပ်နဲ့ရဲတွေကပိတ်ဆို့ရှာဖွေပေမဲ့ပြစ်မှုကျူးလွန်သူကိုဖမ်းမမိဘူးလို့သိရပါတယ်။ဒါနဲ့တိုက်တာကအခုလောက်တာတွေမဖြစ်ခင်ကတည်းကရှိနေတာအဲ့ဒါတွေကလူရက်တာတွေတရားတိုက်တာတွေငင်းငင်းကြောင့်ဟိုဖြစ်လာတာမျိုးတော့ မတွေ့နေဘူးခဏခဏတိုက်ပို့ပြီးထူးမလာတော့တုံတုံကြီးကလည်းရဲတွေကတော့ပတ်တာတော့ပတ်နေတာပေါ့ကွညာဘက်ဆိုလည်းအဲ့လိုစစ်ကားတွေနဲ့ပတ်တာသူတွေရှိတယ်။မနေ့တိုင်းကြားတိုင်းဒီလူရမှုတွေဖြစ်နေရတယ်လို့ရှိတယ်။စစ်သားတွေ့ရလားဆိုတော့ဆောက်ချထားတာမျိုးတော့ရှိဘူးကွအဲ့လိုသွားလာနေရပြီးတော့ရှိတာပေါ့။ဟိုမှာသူတို့ဒီတိုက်ဆိုတဲ့နေရာလာရှင်းတဲ့အချိန်တို့ဒီလမ်းကြောင်းရှိတဲ့အချိန်တို့အဲ့လိုမျိုးတော့တုံတုံကြီးခြားတဲ့နေရာတွေရှိရအောင်။နိုင်ရင်ကြောင်း မန္တလေးမြို့မှာအိုးအိမ်ဆုံးရှုံးသူဦးရေ2000ကျော်ရှိခဲ့ပြီးပြည်လဲထူထောင်ရေးမစတင်နိုင်သေးတဲ့အတွက်အဲ့ဒီလူတွေကကယ်ဆယ်ရေးစခန်းတွေမှာနေထိုင်နေကြရပါတယ်။ငလင်ဘေးတင်ပြည်သူတွေစုပေါင်းနေထိုင်ကြတဲ့ကယ်ဆယ်ရေးစခန်းတွေမှာလည်းခိုးမှုတွေဖြစ်ပွားနေတယ်လို့အကူအညီပေးနေသူတွေကပြောကြပါတယ်။ကယ်ဆယ်ရေးစခန်းတွေမှာအုပ်ချုပ်ရေးမှူး၊ယာအိမ်မှူး၊မြေစီရင်ဦးစီးဌာနကလူကြီးတွေနဲ့စီကံထိန်းသိမ်းရေးအဖွဲ့တွေဖွဲ့စည်းထားတယ်လို့သိရပါတယ်။ တော့ပြပလေကံတလုံးမှာမိသားစု၄စုထားတယ်ဗျာ၄စုထားတယ်ဆိုတော့ဘယ်တော့ခက်ခဲမလို့ဆိုတာတကယ်လို့သဘောပေါက်လို့ရမယ် အဲ့ဒီမှာပစ္စည်းပြောက်တာရှတာတွေရှိတယ်ဖုံးအသွင်းတယ်ဖုံးအသွင်းထားရင်ဖုံးခူးခံရတာတွေရှိတယ်လူရဲမှုအနေနဲ့ကတော့ကံတဲထဲမှာတော့မရှိဘူးအပြင်ပိုင်းမှာတော့လူရဲမှုတွေဓမြတိုက်မှုတွေဟာမလေးနေထားရများတယ်လေအဲ့ဒါတွေကတော့အပြင်ပိုင်းမှာကြုံတွေ့နေရတာတော့ဒါမလေးသူမလေးသားတို့ကတော့သိမထူးဆန်းတော့ပါဘူးကံတဲအတွင်းမှာတော့ထိုက်တဲ့လုံကြုံရေးရတော့ရှိပါတယ်အချိန်တိတ်သိမှုအပိုင်းအနေနဲ့လည်းဥမာရံမဖြစ်ရရံဖြစ်ရင်အဲ့ရံဖြစ်တဲ့မိသားစုနှစ်စုလုံးကိုဟုတ်ကြရထုတ်ပြတာမတ်လ28ရက်နေ့ကစကိုင်းမြို့နီးကိုဘူဟုပြုလှုပ်ရှားခဲ့တဲ့ အင်အား9.9ရစ်တာစကေးရှိတဲ့ငလျင်ကြီးကြောင့်မန္တလေးမြို့မှာပြည်သူ1900နီးပါးသေဆုံးခဲ့ပြီးအပိလာ28ရက်နေ့မှာငလျင်လှုပ်ခတ်ခဲ့တာတလားပြည့်ခဲ့ပြီဖြစ်ပေမဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမစတင်နိုင်သေးပါဘူး။ကျမဒီပြီပါ ARD တိုင်းပြည်မျက်နှာမြို့နယ်ကတိုက်ပွဲတွေဖြစ်နေတဲ့ဒေသတွေမှာစစ်ကောင်စီတပ်ကအရဲသားတွေရဲ့လက်ကင်ဖုန်းတွေကိုသိမ်းယူထားပြီးအဆက်အသွယ်ဖြတ်တောက်နေရလို့ဒေသခံတွေစီကသိရပါဗျ။ စက်ကောင်စီတပ်ကဧပြီလ29ရက်နေ့ကစတင်ပြီးတိုက်ပွဲဖြစ်နေတဲ့လေးမျက်နာမြို့နယ်ပန်းတော်ကြီးကျေးရွာနဲ့ပဝင်းကျင်ကျေးရွာတွေကအရသားတွေရဲ့လက်ကင်ဖုန်းတွေကိုလိုက်လံသိမ်းယူထားပြီးအဆက်အသွယ်ဖျက်တောက်ထားတာလို့ဆိုပါရယ်။စက်ကောင်စီတပ်ကအရသားတွေရဲ့ဖုန်းတွေကိုဘာမှပြောဆိုတာမရှိဘဲသိမ်းသွားတာဖြစ်ပြီးဖုန်းမရှိဘူးလို့လိန်ပြောပြီးဝှက်ထားတဲ့သူတွေလောက်ပဲဖုန်းသုံးနေရတယ်လို့ပန်းတော်ကြီးရွာကစစ်ပေးဆောင်တယောက်ကပြောပါရယ်။ စက်ကောင်စီတပ်ကဧပြီလ29ရက်နေ့ကတင်ထားတဲ့အရသားတွေရဲ့လက်ကင်ဖုံးအလုံး200ကျော်ကိုဒီကနေ့ဧပြီလ29ရက်နေ့ထိပြန်ပေးတာမရှိသေးသလိုလိုက်လံရှာဖွေပြီးထပ်မံသိမ်းဆည်းတာတွေလည်းလုပ်နေရလို့ဆိုပါတယ်ရှင်။ အားဖြင့်ငလင်ကြောင်ဖြစ်ပေါ်လာတဲ့ငလင်အက်ကွဲကြောင်ကြီးရဲ့အရှိအနောက်20ကီလိုမီတာပတ်လည်ကိုအက်ကွဲကြောင်ကြီးတွေပုံစံမပြောက်ခင်မပြောက်ွယ်သွားခင်မှာငလင်ဘေးကူညီကယ်ဆယ်ရေးတွေလုပ်နေတဲ့ TSBM အဖွဲ့ကမှတ်တမ်းယူတာတွေလုပ်နေပါဗျ။မှတ်တမ်းယူရတဲ့ရွယ်ချက်နဲ့အက်ကွဲကြောင်တခြားထိခိုက်ပျက်စီးမှုတွေကို TSBM အဖွဲ့တာဝန်ရှိသူကိုတရင်တော့လင်းရင်ကဆက်သွယ်ပြီးမြင်ထားပါရရှင်။ ဟိုအကိုတို့အဖွဲ့ကဒီအင်အားပြင်းကလေးလှုပ်ခတ်ခဲ့တဲ့ဒီအကွဲချောင်းတစ်လျှောက်ကိုပေါ့လေမှတ်တမ်းတင်တာတွေလုပ်နေရဆိုပြီးတော့သိရတယ်ဟိုအဲ့အချင်းလေးလေးပြောပြပေးပါအောင်ဗျာဟုတ်အခုလက်ရှိကကျွန်တော်တို့ကဒီအပွဲကြောင်တစ်ချောင်းမှာဖြစ်ပေါ်နေတဲ့ဟိုဘယ်ဘယ်နေရာဘယ်မျိုးတွေမှာဘယ်အပွဲကြောင်တွေဖြစ်တယ်ဆိုတဲ့ဟာတွေကိုကျွန်တော်တို့ကဟို supply data အရာဒီလမ်းကြောင်တွေပေါ်မှာပြီးတော့ကျွန်တော်တို့ဟို upload ကားတွေနဲ့ကြောင်းတိုးတယ်တိုးပြီးတော့မှပတ်တန်းယူတယ်ပတ်တန်းယူတဲ့နေရာမှာကျွန်တော်တို့နှမျိုးရှိတယ်ကကျွန်တော်တို့ လက်ရှိဘူးကြီးတွေကဆရာကြီးဘူးဘူးကြီးတွေကဖျားရှင်တွေအသုံးတင်နိုင်တဲ့ဒေတာမျိုးရအောင်လက်ရှိနောက်ပြီးတော့ဟို update ပေါ့ဗျာဟိုຢာတွေကကျွန်တော်တို့အတဲဖြစ်တော့မှရောက်ကြောင်းနေရဲ့ခြေလေးကိုအလုံးနဲ့သိနိုင်အောင်ဆိုရဲဒီချက်ကုန်းနဲ့ကျွန်တော်တို့ကအာအရင်ဆုံးဒီ scope နေနေအရင်ဆုံးသွားပြီးတော့ကျွန်တော်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 ဥပ္ပါပြီးသွားဖြစ် လက်ရှိမှာရောကိုတို့ဘလောက်ထိဟိုပါဘောလေဟုတ်ဘလောက်ထိမှတ်တမ်းတင်တာတွေဘလောက်ထိလောက်ထားပြီလဲဒီအကွဲချောင်းကရောဘလောက်ဘလောက်ထိရှည်လဲပေါ့လေမြန်မာနိုင်ငံဘယ်နေရာနေဘယ်ထိလောက်ရှိလဲအဲ့ဒါလေးလည်းရှင်းပြပေးပါဦးဟိုခမန်းကြီးပေါ့နော်ခမန်းကပြန်ကီလိုမီတာကအဲ့ဒါကျော်တယ်ကီလိုမီတာကအဲ့ဒါကျော်တာဘယ်ကနေဆိုလဲပေါ့ပေါင်းဘူးလောက်ကနေပြီးတော့အခုလက်ရှိကျွန်တော်စကိုင်းတိုင်းရဲ့ဟိုကဟောပေါ့အကြောင်းပြောင်းလောက်ရှိရှိနေဒီအကွဲချောင်းကလေအာနေပြီးတော့အနီးဝိုက်ကစားတယ်အနီးပြီးတော့တချို့ဆယ်လေး တော့ဒီလိုအထောက်ပေါ့ဒီလိုအထောက်နဲ့အာဒီမနာအဲ့ရနေတာတာပြီးတော့တကြီးနဲ့အပေါ်သက်တက်သွားတယ်တော့ဘက်ဘက်ဘက်ကိုသက်တက်သွားတယ်ဒီမဲတဲ့ပြောပွဲအဲသာစီမိတ်တီလာဒီဝရင်ကျွန်တော်ဒီဘက်အပေါ်သက်တက်ရင်ဘန်လီတိုင်းတဲ့ရောက်ပြီဆိုရင်တစ်လိမ့်တို့အဲ့ဒီနာဝင်းညာနေရာတွေပေါ့ဗျာနောက်ဆုံးအခုကျွန်တော်တို့ဘယ်ကနေသွားဖြစ်လဲဆိုတော့ဒီအပိတနာချစ်တဲ့အဲတပိုင်းတိုင်း ဒီဒါအဲအဲဝင်းရင်လောက်ကြီးကျွန်တော်တို့မှတ်တမ်းလေးပြသပြရတယ်ဟိုဒီအကွဲကြောင်းတစ်ချောင်းမှာဆိုရင်ရောဟိုဘလောက်ထိလေနေဟိုထိခိုက်ပျက်စီးတာတွေရှိလဲပေါ့လေဟိုပြီးတော့အဆိုးအဝါးဆုံးဖြစ်တဲ့နေရာတွေကရောဘယ်နေရာတွေဖြစ်မလဲကိုအကျွန်တော်တို့ရောက်ခဲ့တာအဓိကအကွဲကြောင်းနေရာတဝိုက်ကူပဲရောက်ခဲ့တာအကွဲကြောင်းနေရာတဝိုက်မှာကဟိုတချို့အကွဲကြောင်းနဲ့ချက်သွားတဲ့ရွာတွေနဲ့ဟိုဒါရိုက်ကြည့်ရအကွဲကြောင်းဖြတ်သွားတဲ့နေရာတွေဖြစ်စီရဲ့အဲ့ရှိအကွဲကြောင်းတွေဖြတ်သွားတဲ့နေရာတွေမှာတချို့နေရာတွေကအဲဒီရဲ့ ော့ပေါ့ဒီလမ်းကြီးတွေကိုဖြတ်သွားတာပေါ့ဗျာအခုမှကျွန်တော်တို့တိုက်နေတဲ့ဟိုဖယ်ရီရဲ့ပေါ်ကရှိတယ်အဲကျွန်တော်တို့ဟိုကတောင်တီးရဲ့ဝါအဆက်ပွဲဆိုရင်ကျွန်တော်ရောက်တဲ့အချိန်မှာအဲ့အပွဲတောင်းယူဝါကဒီဟိုပြန်ပို့ပြီးတော့ဟိုဖွင့်ထားတဲ့နေရာလည်းရှိရလားအာမြစ်သားမြို့ကျဲဟိုပေါ့အနောက်ဘက်နားလောက်ကြာဒီရောသမုံမြို့ကနဲ့သမုံချောင်းပေါ့သမုံချောင်းအဝနားဝင်းကျင်မှာရှိတယ် အဲသူတို့ဒီဘာပေါ့နော်တောင်သူတွေဆိုင်တယ်ငါပြောခဲ့လို့မပြောဆိုင်ခဲ့တော့ဘာလို့အဲ့ဒါကြီးကတော့အဲ့အကွဲတောင်းနဲ့မနီးပဲနဲ့ဆောနာကျွန်တော်တို့ပြောတဲ့30ကီလိုမီတာပေါ့ဗျာ30ကီလိုမီတာရှိတဲ့နောက်30ကီလိုမီတာဝင်းညမှာတော့ဒီလုံးဝပြတ်သွားပြီးတော့စိုက်ပျိုးလို့ပြရတဲ့ဖြစ်ပြီးအဲတွေ့ခဲ့တာဟုတ်ပြီးတော့လေးကိုအခုလိုမျိုးဒီမှတ်တမ်းယူတဲ့အခါမှာရောဒီကြီးမားတဲ့စိန်ခေါ်မှုအနေနဲ့ရောဘလို့အခက်အခဲတွေရှိလဲပေါ့လေ။အခက်အခဲကိုကျွန်တော်ဒီဒီချိန်က ဒီဒါလဲဆိုတော့သွားလာတဲ့ခြေနေသွားလာတဲ့ခြေတော့ကျွန်တော်တို့ဒီအကွဲကောင်းကြီးကားလမ်းပေါက်တဲ့နေရာလဲဖြတ်ကျင်လာတဲ့တော့ကားလမ်းမရှိဘဲနဲ့ဟိုတချို့ရွာတွေရဲ့နောက်ဘက်တွေမှာဆိုရင်တဲတာတောင်ကျတဲ့လမ်းတွေတို့သူကဏ္ဍရတော်တွေဒီကျွန်တော်တို့ဖြတ်ရတဲ့အခါမှာကျွန်တော်တို့လက်ရှိကျွန်တော်တို့အကွဲကအဓိကဒီဟောပေါ့တန်းကြမ်းတောင်းတဲ့တားကြီးတွေပါကျွန်တော်တို့သွားခဲ့ရတာရှိတယ်ပေါ့အဲတော့ရှောက်တော့ကျွန်တော်တို့အဲ့လိုပဲအိုက်တိုင်းနဲ့ပဲသွားရတာပေါ့ ရာဒီဥရူပူတာတန်တို့ဟိုအေးရဲ့ဟိုအချိန်နေတော့မူပြီးတော့ကျွန်တော်တို့မှာဟိုပါဗျာဘေးမြန်းပြီးတော့မှအချိန်နေကြိုပြီးတော့စုံစမ်းပြီးတော့မှဒေတာကန်နေုံပြီးပြီးတော့မှပေါ်တဲ့နေနေအဲကျွန်တော်ပေါ်ရတာပေါ့ဟိုပြီးတော့နောက်တစ်ခုပါလေဒီအရင်ကရောဒီလိုမျိုးမှတ်တမ်းယူတာတွေပေါ့လေဟိုရှိခဲ့ဘူးလားပေါ့လေအရင်ချိန်နည်းနဲ့ရောဗားတွေကွာခြားတာတွေရှိလေကျွန်တော်အသက်တန်းတစ်ချောင်းမှာလက်ရှိဒီငလေ ကြောင်းဖြစ်လာတဲ့အကွဲကြောင်းဆိုတာကျွန်တော်ရဲ့ကျွန်တော်တို့ကတော့အဆိုင်ပေါ့အနေနဲ့ပတ်သက်ပြီးတော့အခုဒါကအခုမှကျွန်တော်တို့စပြီးတော့ဟိုပါပေါ့ကျွန်တော်ကျွန်တော်ညီလေးကစပြီးမှတ်တမ်းပြရတော့နောက်နောက်ဆုံးအနေနဲ့ပေါ့လေဒီငလင်အကွဲကြောင်းကိုဒီကိုတို့ဒီမှတ်တမ်းတင်နေရတဲ့ပတ်သက်ပြီးတော့ဒီဖြစ်ဆက်ပြောချင်တာရှိရင်လည်းပြောပြပါဦး။အာကျွန်တော်တို့ရဲ့ဒီအချက်ကအဓိကပါလဲဆိုတော့ငလင်ကြောင်းဖြစ်လာတဲ့အကွဲကြောင်းရဲ့နောက်ဆက်တွဲပေါ့နော်။နောက်ဆက်တွဲဆိုတာဘယ်လိုဖြစ်လဲဆိုတော့ဒီပုံဝင်းနေမှာဆောင်းရှောက်မှုတွေနဲ့နောက်ဒီအေရီးယားကလင်းသိမ်းမလင်းသိမ်းအဲ့တော့ဒီအေရီးယားမှာ ဟိုသားပေါ်တော့ဗျာဥမာပလေရင်ဥဖြတ်သွားတဲ့တချို့ရမဲသိမ်းပြော့ွယ်ဝင်းကျင်မဲကလေးတို့ကမြို့ပါလို့ပြည်သူတို့ကြောင့်မို့ဒီအတော့တိုင်းတာရဲ့အနေကြီးဘလောက်ပြည်သူတို့ရဲ့ဆိုရဲဒီတာချက်လက်လေးဒီဒီအလေးကြီးရဲ့ movement ကြီးကဘလောက်ကြီးပြေွားလဲဆိုရဲဟိုအသေးစိတ်တိုင်းတာမှုတွေကကျွန်တော်ကျွန်တော်လက်ရှိကျွန်တော်တို့ဖြည်းဖြည်းဒီရအပွဲပြီးပါတော့ကျွန်တော်တို့တပွဲကအခက်ဒါဒီကကျွန်တော်ပြောရဲ့အသေးစိတ်တိုင်းပဲဟို အခြေအနေတွေတော့ကျွန်တော်လုပ်ဖို့လို့ရှိနေပါတယ်ရှမ်းနယ်ကနေနယ်စပ်မှာရှိနေတဲ့မိုးပြဲမှာစစ်ကောင်စီတပ်နဲ့တိုက်ခိုက်နေရင်ရဲဘော်တယောက်ကြာဆုံးခဲ့ရတယ်လို့မိုးပြဲပြည်သူ့ကာကွယ်ရေးတပ်အမှတ်1001တပ်ရင်းကျွဲချူတပ်ခွဲကဧပြီလ28ရက်နေ့မှာထုတ်ပြန်ပါတယ်။အသက်29နှစ်အရွယ်ရဲဘော်မောင်ကျော်ရှိန်ဟာဧပြီလ28ရက်နေ့မှာစစ်ကောင်စီတပ်နဲ့တိုက်ပွဲတွေပြင်းထန်နေတဲ့မိုးပြဲရှိတန်းတနေရာမှာကြာဆုံးခဲ့ရပြီးစာပနအခမ်းအနားကို28ရက်နေ့မှာပြုလုပ်ပေးခဲ့တယ်လို့သိရပါတယ်။ လက်နက်ကြီးကြောင့်ကြာဆုံးသွားတာဖြစ်ပြီးတိုက်ပွဲပြင်းတဲ့ဒေသတာကာလအတွင်းကျွန်တော်တို့ရဲဘော်၃ယောက်ကြာဆုံးခဲ့ရတယ်လို့ပြောခဲ့ပါတယ်ရှင်။ကြောက်စိန်မျိုးကငလင်တန်တင်းခဲ့ရသူတွေတဲကအခြေခံလူဒန်းစားတွေကိုကမ့်တွေမှာနေထိုင်စေပြီးစားတောက်စရိတ်အခမဲ့တဲ့အလုပ်အကိုင်ခွင်လန်းတွေဖန်တီးပေးထားတယ်လို့လူမှုကွန်ရက်ကြေးရဲ့အသင်းတာဝန်ရှိသူကပြောပါတယ်။အောက်ခံသတင်းပေးပို့ထားပါတယ်ရှင်။ စခိုင်းတိုင်းကိုကိုပြုတ်ပြီးလှုပ်ခတ်ခဲ့တဲ့ငယ်လင်ကြောင်ကြောက်စံမြို့မှာနေဆောက်ဦး149လုံးကလုံးဝပြိုကျခဲ့ပြီးတမျိုးလုံးကြီးကထိခိုက်ပျက်စီးခဲ့ပါတယ်ကြောက်စံမြို့မှာငယ်လင်တန်းကြောင်ပေဆုံးသူ100ရှေ့အောင်ဒဏ်ရသူ200ကျော်ကယ်ဆယ်နိုင်ခဲ့ပါတယ်အခြေခံလူတန်းသားတွေကကျွန်တော်တို့ကတော့ဟိုကပြန်တဲတွေတွင်းလာတယ်ကြာမြစ်တာမြစ်တာရိတ်မွန်ဟိုကတင့်နှစ်တင့်နှစ်ကလူကြီးအရောက်တရာပေါ့လူကြီးတရာမဟုတ်အိမ်ဆောင်စုတရာပေါ့နော်ဟုတ်မြစ်တာရိတ်မွန်တင့်နှစ်ပေါ့ ူတို့ကသူတို့ကပူတော်ကောင်းရဲ့ဗျအလုံးစုံအလုံးစုံကောင်းတယ်အလုံးစုံကောင်းတယ်ဆိုတာပြောပြတာဒီအခုအဲ့ဒီမှာသူတော်ရေးနေရာမှာလာပြီးတော့အချို့အိမ်အလုံးလိုက်လူထားတွေရှိတယ်နောက်ပြီးတော့ကြာလဲဒီဟိုဟာလဲမြစ်တာဘုံဘုံရာအာဘွယ်စည်းရလဲသူတို့ကလဲဒီလူကြီးရဲ့အခုလာနေတဲ့အိမ်အောင်စုတရားသာတရားအတွက်ကိုသူကနေတိုင်းဟိုဟာရှိတယ်ဟိုစားတောက်စီးအလုံးကအခမဲ့နောက်ပြီးတော့ကြာအလောက်ကန်ခွင်လန်းတွေလဲပြေးထားတယ်သူတို့မှဝင်ဝင်ရှိတယ် ိုပြောရရင်အခုအချိန်ကတော်တော်လေးတို့သူတို့လည်းဟိုကကောင်းနေရဗျခက်ခဲရတော့သူမရှိတော့တော့ဘူးဗျငလင်နဲ့နှင့်ပြည်သူတွေကိုပြန်လဲထူထောင်ရေးတွေစစ်ကောင်စီကထောက်ပံ့တာမရှိသေးပါဘူး။ဒါအပြင်ကြန့်ရှိနေတဲ့ခြေကံလူသားတချို့ကကိုယ့်အစီအစဉ်နဲ့ကိုယ်နေထိုင်သူတွေလည်းရှိနေပါတယ်။လူတိုင်းကိုယ်အိမ်လေးနဲ့ကိုပြန်ပြီးပိုင်ဆိုင်စီခြင်းတွေလို့ကြောက်စရာမျိုးကံတွေကပြောပါတယ်။ ဒါလေးလိုရမှာဆိုတော့အဓိကပတ်စံပေါ့ပတ်စံရှိရင်တော့အကုန်အိမ်မိပါညာကြီးလည်းအကုန်ဆောက်လို့ရမှာပေါ့စားဝင်နေရေးတယ်။အဲဒီလိုပဲအခုခင်းငါပြီးတော့ပဲအဲ့လိုပဲလောက်ရတာပေါ့မလောက်လို့လည်းမရဘူးလေနော်။အဲခင်းငါလို့ရတဲ့သူလည်းရှိသလိုခင်းငါလို့မရတဲ့သူလည်းရှိမှာပေါ့ဒါတော့အနည်းနဲ့အများအဲဘလို့ဖြစ်နေကျွန်တော်ဆိုလူတိုင်းကိုယ်အိမ်လေးနဲ့ကိုပြန်ပြီးတော့ပိုင်ဆိုင်နေကြတာပေါ့ဒါတော့မဖြစ်နိုင်မှန်းမသိပါသေး ျင်းတဲ့လူတို့ကလည်းဒီလိုပဲဟိုဖြစ်ရတာနီးစက်တဲ့အိန္ဒိယန်မှာပေါ့ဒီတန်းပြီးတော့အလိုနီးစက်တဲ့လူလေးနေချရရရှင်ဟုတ်မြန်မာနိုင်ငံမှာအင်အားပြင်းထန်လောက်ခတ်မှုကြောင့်စုစုပေါင်းတည်ဆုံသူအရေးအတွက်4400ကျော်နဲ့ထိခိုက်ဒဏ်ရာသူ12000ကျော်ငယ်လင်ဝေးသိမ့်သူ39000ကျော်ရှိခဲ့ပြီးနေအိမ်ဆောင်5000ကျော်ထိခိုက်ပျက်စီးခဲ့တယ်လို့ DBP ကဧပြီလ16ရက်နေ့ထိစူးစိရရှိထားတဲ့အချက်အလက်တွေအရသိရပါတယ် ကျွန်တော်အောင်ခံပါ ဒါမှာမူးရွာပြီးလေပင်တိုက်ခိုက်ခဲ့တဲ့အတွက်ငလင်ဘေးတင်ပြည်သူတွေနေထိုင်တဲ့ယာယီတဲတွေပျက်စီးခဲ့ရပြီးပြန်လည်ထူထောင်ရေးအတွက်အကူအညီတွေလိုအပ်နေတယ်လို့သိရပါဗျ။တိရီသတင်းပေးပို့ထားပါတယ်ရှင်။ငလင်ဒန်တင်ခဲ့တဲ့ရှမ်းပြည်တောင်ပိုင်းအင်းလေးဒေသမှာလေပင်တိုက်ပြီးမူးကြီးခဲ့တာကြောင့်ယာယီတဲတွေအမိုးလံပျက်စီးခဲ့တဲ့အတွက်ငလင်ဘေးတင်ပြည်သူတွေအခက်ကြုံနေကြရတယ်လို့ဒေသခံတွေကပြောပါဗျ။အင်းလေးဒေသမှာအေပီလာ29ရက်နေ့နေ့လယ်တနင်္ဂနွေလောက်ကစတာက မိုးရွာသွန်းပြီးလေပြင်းတွေတိုက်ခတ်ခဲ့တာပါမိုးရွာသွန်းမှုကြောင့်ယာယီတဲတွေအမိုးလံကလွင်ထွက်ခဲ့တယ်လို့ပြည်သူတွေရဲ့ပစ္စည်းတွေလည်းရေဆူပျက်စီးကုန်တယ်လို့သိရပါဗျာဟိုယူရမမြင်ရတော့ဆိုကျွန်တော်ဆက်မဟုတ်တော့ပေါ့ဆန္ဒနိုင်ခွဲတနိုင်ဝင်ကျန်တော့ပေါ့မနေ့ကလေဟိုဝလုံးတွေနဲ့ပေါ့နော်အဲ့ဒါမျိုးမကားတဲ့နဲ့ပေါ့ယူလူဆေးယာယီတဲအဆင်ပေါ့တမ်းမဲ့သူရှိုးတွေကတော့အနေချင်းရထားတဲ့ဟိုပါလေရပ်ထန်တဲ့ပုံစံမျိုးပေါ့အဲ့ဒါမျိုးတွေနဲ့နေကြရတယ်ဗျဟိုတော့ VC ကျွန်းနေပါရော တို့တို့စိတ်ပျက်စီးသွားတာမျိုးတော့ရှိဘူးပေါ့ဆောစောကြီးကတော့ရပါတယ်ကျွန်တော်ဆက်တော့ဟိုဒီလူတွေပေါ့အဝေးကဘာထူရှင်တွေထောက်ပံပေးတာနဲ့တော့အဆင်ပြေပါသေးတယ်မလင်းကြောက်အင်းလေးဒေတာကနန်းပန်ကြာတော်ဟဲယာကေလာဇေယကြီးစတဲ့ကျေးရွာတွေမှာထိခိုက်ဒေဆုံးမှုတွေများခဲ့တယ်လို့ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေလည်းမစတင်နိုင်သေးဘူးလို့ဒေတာကန်တွေကပြောပါတယ်ငလင်းကြီးလောက်ခတ်ပြီးနောက်ပိုင်းနောက်ဆက်တွဲငလင်းငယ်တွေဇက်တိုက်လှုပ်ခတ်နေတဲ့အတွက်အင်းလေးဒေတာကပြည်သူတွေမှာလည်း ထိတ်လန့်မှုနဲ့မလုံခြုံမှုတွေခံစားနေကြရတယ်လို့ဆိုပါတယ်။အကုန်လုံးကတော့ကြောက်နေကြတာပေါ့နော်။တစ်ခုတစ်ခုကြုံနေရတော့လေအချိန်ခံမဟုတ်ဘူးလို့မျိုးမိုးနဲ့လေနဲ့ဖြစ်လာတော့ပူဆိုးတာတော့အေးဒီကနေ့တန်းတင်းပြီးတော့အိမ်မရှိတဲ့လူတွေအတွက်ကတော့အရှိနေဆူဆုံး။ရိုက်သေးလေးနဲ့အချုံမျိုးပေါ်တွေကုန်းပေါ်မှာဖို့ပြီးတော့နေကြတော့မိုးရွာလာတော့ စုံပြူပြနေရထခင်ကဆိုအော်နေလို့ရေရထိုးတက်လာတဲ့အချိန်နေဖို့ထင်မှရှိတာဒီကြုံရတယ်ဗျ။ဒီရလို့တော့ကြမ်းကြမ်းလေးတိုက်လာတော့မိုးကနေဆိုတခါလေလွတ်ခက်ကုန်ရေသူတို့တို့ခက်ခဲတော့အရင်များနေတခုတခုလိုမျိုးပုံဆင်းနေတယ်လို့ဖြစ်နေတယ်။အကောင်းဆုံးကတော့လက်ရှိမှာသူတို့တို့နေစရာအိမ်တလုံးရရှိတော့ရင်တော့အဆင်ပြေသွားနိုင်မယ်လို့ကျွန်တော်တို့ချက်မိတယ်။ငလျင်ကြောင့်အင်းလေးဒေတာကကျေးရွာ25ရွာမှာလူရေတရာနီးပါးတည်ဆုံးခဲ့ပြီးလူရေ1000နီးပါးငလျင်ဘေးဒဏ်ကိုရင်ဆိုင်တုံတွဲခဲ့ကြရတယ်လို့ အဆောက်အုံ3300နီးပါးပျက်စီးခဲ့တယ်လို့ပအိုးလူငယ်အစည်းအရုံး PYO ကထုတ်ပြန်ထားတဲ့စာရင်းတွေအရသိရပါဗျ။မတ်လ28ရက်နေ့ကသခိုင်းမြို့အနီးကိုဗဟိုပြုပြီးအင်အား9.9 Richter scale ရှိတဲ့အင်အားပြင်းငလင်ကြီးလှုပ်ခတ်ခဲ့တာဧပြီလ28ရက်နေ့မှာတလပြေးခဲ့ပြီးဖြစ်ပါတယ်။ကျမဒီဝီပါ မြန်မာနိုင်ငံဘက်ကနေဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကိုထပ်မံထွက်ပြေးလာတဲ့ရိုဟင်ဂျာတသိန်းကျော်နေစရာမရှိဖြစ်နေတာကြောင့်ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအေဂျင်စီ UNHCR ကခေလွန်ခွင့်ရှာဖွေပေးနေတယ်လို့ Anadolu Agency သတင်းမှာဧပြီလ28ရက်နေ့ကဖော်ပြပါဗျာ။ ရခိုင်ပြည်နယ်မှာမြမဆေးအုပ်စုနဲ့အရခတ်တက်တော် AA တို့ကြားပြိပခနဲ့တိုက်ပွဲတွေပြင်းထန်နေတာကြောင့်ပြီးခဲ့တဲ့2023ခုနှစ်နိုဝင်ဘာလကစလို့ထွက်ပြေးလာတဲ့ရိုဂျာဒုက္ခတွေတသိန်းကျော်အတွက်ခုံလုံခွင့်ပေးဖို့ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေကိုတောင်းဆိုထားတယ်လို့ဆိုပါတယ်။ ်အခုလိုအသိဝင်ရောက်လာကြတဲ့ဒုက္ခသည်တွေကြောင့်ဘင်္ဂလားဒေ့ရှ်ကကော်ဗဇာဒုက္ခသည်စခန်းမှာရိုဟင်ဂျာဒုက္ခသည်ဥယျာဉ်တိတိတမတုံတန်းအထိမြင့်တက်လာခဲ့တယ်လို့ဆိုပါတယ်အသိရောက်လာတဲ့ရိုဟင်ဂျာဒုက္ခသည်တွေဟာလက်တလောအိမ်ယာတည်ဆောက်လုပ်ဖို့နေရာမရှိတာကြောင့်စခန်းအတွင်းကယာယီတဲတွေစာသင်ခန်းတွေနဲ့ပလီတွေမှာတဲခိုနေကြရတယ်လို့လည်းသူကပြောပါတယ်ရှင် ဘာမာအာကိုအစောတလင်အသက်သွင်းပြီးမြမပြည်သူတွေကိုအကူအညီပေးနိုင်ဖို့ကန်လွတ်တော်အမတ်တွေကထရန့်အစိုးရကိုတွန်းအားပေးနေပါတယ်ဒီသတင်းကိုသုတချမ်းသာပေးပို့ထားပါတယ်ရှင်ဘာမာ research institute ကစီစဉ်တဲ့ American senior အမတ်တွေနဲ့ Korean ဘာသာရေးကောင်းဆောင်တွေရဲ့မြမအရေးပေါ်အမြင်သဘောထားပေါင်းဆက်ရှင်းလင်းပွဲကိုဒေသဆန်တော်ကြီး April 28ရက်နေ့မွန်လွယ်ပိုင်းကကန်လွတ်တော်နိုင်ငံတကာရေးရာကော်မတီစီဝေးခန့်မှန်းမှာပြုလုပ်ခဲ့တာပါ စစ်ကောင်စီကငလင်လုတ်ပြီးချိန်မှာတော့လေကြောင်းပစ်ခတ်တိုက်ခိုက်မှုတွေမရက်ပဲထိုးစစ်ဆင်နေတာဘာသာရေးအဆောက်အုံတွေကိုပြစ်မှတ်ထားတိုက်ခိုက်တာစတဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးကံလွတ်တော်မတ်တွေကသူတို့ရဲ့အစိုးရပေါ်တွန်းအားပေးဆောင်နေတာတွေကိုရှင်းလင်းပြောဆိုခဲ့ပါတယ်အခမ်းအနားကိုမြို့သားညီညွတ်ရေးအစိုးရ NUG ယာယီတမရဒူဝါလက်ရှိလာကအွန်လိုင်းကနေတင်ပါဝင်ခဲ့ပြီးပြည်ထောင်စုလွတ်တော်ကုစားပြုကော်မတီဥက္ကဋ္ဌဦးအောင်ကြည်ညိုကတော့လူကိုယ်တိုင်တက်ရောက်ခဲ့ပါတယ် policy solution that's here uh the burma act policy အဖြေရှာချက်ကဒီမှာရှိပါတယ် ်တဘာမအဲ့ကျွန်တော်တို့ဖြည့်ရှင်းချက်နောက်တစ်ခုရှာဖို့မလိုပါဘူးကျွန်တော်တို့ဒီဥပဒေကိုအသက်သွင်းပြီးအကောင့်တွေပေါ်ရမှာဖြစ်ပါတယ်ကျွန်တော်တို့ကအမှန်တကယ်ဖြစ်လာအောင် လုပ်ဖို့လုပ်ပါတယ်ကျွန်တော်တို့ကအခုကိုးရောစီရေးခေတ်ကိုပြန်ရောက်တယ်ဖြစ်နေတယ်ဒါပေမဲ့ဒီကိုးရောကပူလောင်ပါတယ်ဒါကအရှိလေပိုင်းမှာပူလောင်နေတယ်ယူကရိန်းမှာပူလောင်နေတယ်အခုမြန်မာပြည်မှာပူလောင်နေပါတယ်စီရေးခေတ်အခြေအနေကိုပြန်ရောက်နေရပါလူတွေဟာနေစဉ်ပြစ်ခတ်တပ်ဖြတ်ခံရပါတယ်အခုကျွန်တော်တို့ကဘယ်မှာရောက်နေရဆိုတာကိုထေချာသုံးသပ်ပြီးပြောရမှာဖြစ်ပါတယ် ကျွန်တော်တို့ကမြန်မာနဲ့မဟာမိတ်ဖြစ်ပြီးတေချာပေါက်အနိုင်ရမှာကျွန်တော်တို့ကလစ်လူရှိမှထားဖို့ဆိုရင်ပေါ့လေကျွန်တော်တို့တေချာပေါက်အနိုင်ရမယ့်အခြေအနေဖြစ်ပါတယ်အနာသိန်းဆေးဥစုကအတိုင်းမြန်မာပေါ်စာမရှိတော့ပြည်သူတွေကသူတို့ကိုမုန်းနေပြီကျွန်တော်တို့ကအနိုင်ရမယ့်အခွင့်အရေးရှိနေပါပြီဒါကိုကျွန်တော်တို့ကဘာကြောင့်လစ်လူရှိထားရမှာလဲ we we got the winning hand here the only way we lose is neglect လက်ရှိ Trump အဆိုရဟာ Korean ဘာသာရေးအတန်းဝိုင်းပေါ်အလေးထားဆက်ဆံမှုတွေရှိနေတာကြောင့်မြန်မာရေးပေါ်အဆိုရရဲ့အာရုံစိုက်မှုပိုရလာအောင်မြန်မာရေးတက်ကြွလှုပ်ရှားသူတွေကဘာသာရေးလွတ်လပ်ခွင့်ရှိတော့ကနေချင်းကပ်နေကြတာပါသမရအောင်ကျိုးဝန်ညာလက်ထက်မှာတည်ပြထားတဲ့ Burma Act ဟာ American မျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့်အဥပဒေ NDA အောက်မှာအကျုံးဝင်နေတာဖြစ်ပြီးမြန်မာရေးက American နိုင်ငံရဲ့လုံခြုံရေးပေါ်တက်ရောက်မှုရှိနေတဲ့အတွက်ဥပဒေတရအဖြစ်ပြဋ္ဌာန်းခဲ့တာဖြစ်တယ်လို့လေ့လာသူတွေကမှတ်ချက်ပြုထားပါတယ် မြန်မာရေဟာထူးခြားတဲ့ချင်းချောင်းမှုအဖြစ်ဆက်ရှိနေကြောင်း January 20ရက်နေ့မှာသမရာထရမ်ရဲ့အင်မီရာကထုတ်ပြန်ထားပြီးနောက်ပိုင်းမှာတော့မြန်မာရေနဲ့ပတ်သက်တဲ့ကန်ဆိုးရရဲ့လှုပ်ရှားမှုတည်ငြိမ်ပြောင်းလဲတက်ခဲ့ပါတယ်။ငလင်းစုပ်ပြီးမှာအခု US အဆိုရကနေ9 million 4 million ပဲ just လောက်အခုကြီးပေးတယ်။ကျွန်တော်တို့တော့ပူပြဲရမြင်မြပေးစီချင်တယ်။အဲ့တချက်နောက်တစ်ချက်ကအခုလေကြောင်းတော်တော်လေးဆက်လက်ပြီးတော့သူတိုက်ခတ်နေတဲ့ခု စစ်ဖိုင်လေလေချင်ရတက်ခဲ့တယ်အခုဒီလောက်ငလင်းလှုပ်ပြီးတော့အခုကြိုးစားနေအလုံးလုံးနေချင်ပါလေဆက်လက်ပြီးတော့တက်ခိုက်တယ်ဒါကြောင့်မို့ ADA လေကြောင်းနဲ့တက်ခတ်နေတဲ့ဟာဘာသာရေးအဆောင်အုံဗုဒ္ဓဘာသာပဲခရီးရမယ်တိုက်ခတ်နေတာဟာစီဗီလာတိုက်ခတ်နေတာပဲဂျာတန်ဖို့ US ဆိုရကနေကူငေတင့်တယ်ဆိုပြီးတော့ဒီအချက်နှစ်ချက်ကိုအဓိကထားပြီးတော့ကျွန်တော်တို့ဘရီဖင်းလောက်တာဖြစ်ပါတယ် မက်စလာ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းကလေးညပြည်သူနှစ်သန်းဝန်းကျင်ရေးပေါ်ကူညီရေးလိုအပ်ခဲ့တယ်လို့ကုလရဲ့ထုတ်ပြန်ချက်တွေကဖော်ပြပါတယ်။ငလင်မေးမတိုင်ခင်ကုလရဲ့ထုတ်ပြန်ချက်တွေအရမြန်မာပြည်သူတန်း20ဝန်းကျင်ဟာလူသားသာနာကူညီရေးလိုအပ်နေကြတာပါ။ဘာမတ်ပပြထမ်းချက်တွေရမြန်မာရေးအတွက်အကူအညီပေးမဲ့ဒေါ်လာတန်း120ဝန်းကျင်အားလည်းမြေပြင်ကိုအနေငယ်သာစီစဉ်မှုရှိခဲ့ပြီးတမရထရမ်အမိန်နဲ့ USA လုပ်ငန်းတွေရန်သာထားပြီးနောက်မှာတော့ကြံနေတဲ့အကူအညီအလုံးတွေပါရပ်တန့်နေကြတာဖြစ်ပါတယ်။ကျွန်တော် တုဒ္ဒချမ်းသာပါဆလပီနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးဦးမှာပါ။စပိန်နဲ့ပေါ်တူဂီတလွားနဲ့ပြင်သစ်နေရာတချို့မှာဧပြီလ28ရက်နေ့ကစာလုံလူတန်းနဲ့ချီလက်စစ်တာပြတ်တောက်မှုနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ဝရုံတုံးကအခြေအနေတွေနဲ့ရင်ဆိုင်ခဲ့ကြပြီးလေရင်ခီးစဉ်တွေနှောင့်နှေးကုန်တယ်လို့ကုန်းလန်းပို့ဆောင်ရေးတွေရပ်ဆိုင်ကုန်ပြီးဆေးရုံတချို့မှာဆိုရင် ပုံမှန်ခွဲစိတ်မှုတွေရွှေ့ခဲ့ရပါတယ်။ ပြည်သူနဲ့စပိန်ကြားသွေတန်းထားတဲ့လက်စစ်တားအလိုက်မှာပြဿနာရှိတာကအကြောင်းတစ်ခုဖြစ်နိုင်ပေမဲ့တခြားကိစ္စတွေလည်းရှိနိုင်တယ်လို့ဥရောပလက်စစ်တားပေးဝေရဲ့အသင်းချုပ် Euro Electric ကထုတ်ပြန်ပါတယ်ရထားခီးစဉ်တွေဖျက်ဆီးခဲ့ရသလိုရထားခီးစဉ်တွေဖျက်သိမ်းခဲ့ရသလိုတချို့ဒေသတွေမှာဘူတာမှာပိတ်မိနေတဲ့ခီးတွေကိုကဲထုတ်ခဲ့ရပါတယ်။မီးပွိုင်တွေအလုံးမလုံးတော့တဲ့အတွက်ရင်ကြောတွေပိတ်ကုန်ပါတယ်။ 28ရက်နေ့ညနေပိုင်းအထိယထာ17တင်တခီးစဉ်တက်လန်းနဲ့ရက်ဆိုင်ခဲ့ရတယ်လို့စပိန်ပို့ဆောင်ရေးဝန်ကြီးကထုတ်ပြန်ထားပါဗျ။ဆိုင်တွေအိမ်တွေစားတောက်ဆိုင်တွေအကုန်မှောင်မိုက်ကုန်ပြီးတော့လူတွေတက်လေကားထဲမှာပိတ်မိတဲ့ဖြစ်စဉ်တွေဖြစ်ပွားခဲ့ရပါဗျ။မီးပြန်လာဖို့နိုင်နေချီကြမြင့်ခဲ့ပြီး28ရက်နေ့ညပိုင်းအထိဓာအား90ရာခိုင်နှုန်းပဲပြန်ပေးနိုင်သေးတယ်လို့စပိန်ဝန်ကြီးချုပ်ပေဒရိုဆန်ချက်စ်ကထုတ်ပြန်ပါတယ်။ ပေါ်တူဂီမှာတော့လူခုနှစ်သိန်းခွဲအတွက်မီးပြန်ပေးနိုင်ပြီလို့ကြေညာထားပါတယ်။စိုက်ဘာတိုက်ခိုက်မှုဖြစ်ခဲ့တဲ့ဆိုတဲ့မှန်းဆမှုမျိုးအတွက်တော့တက်တည်မတွေ့ရသေးဘူးလို့ပေါ်တူဂီဝန်ကြီးချုပ်လူဝစ်မွန်နီနီဂရိုးစ်ကထုတ်ပြန်ထားပါတယ်ရှင်။ကနေဒါရွေးကောက်ပွဲမှာလက်ရှိအာဏာရ Liberal Party ကတကြော့ပြန်အနိုင်ရပြီးအစိုးရအသစ်ပြန်ဖွဲ့နိုင်တော့မှာဖြစ်တယ်လို့ CBC ရုပ်သံကတွက်ချက်ဖော်ပြပါဗျာ။ ဧပြီလ28ရက်နေ့ကကျင်းပခဲ့တဲ့ရွေးကောက်ပွဲမှာလက်ရှိဝန်ကြီးချုပ်မော်ကာနေဦးဆောင်တဲ့ Liberal Party ကမဲအများဆုံးရရှိခဲ့ပေမယ့်ပြပြတသားအနိုင်မရခဲ့ပါဘူး။တပါတီတဲလူအများစုဖြစ်ဖို့အတွက်လွှတ်တော်အမတ်နေရာ343နေရာမှာထပ်ဝက်ကြော်ရဖို့လိုအပ်ခဲ့ပေမယ့် Liberal Party က156နေရာမှာပဲအနိုင်ရဒါမှမဟုတ်ဦးဆောင်နေရလို့စက်တန်းကဖော်ပြပါဗျာ။ ။ဒါကြောင့်လူနည်းစုအစိုးရဒါမှမဟုတ်ညွန်ပေါင်းအစိုးရပုံစံဖွဲ့စည်းရမယ့်အခြေအနေရှိနေကြပါတယ်။ PA Polias ဦးဆောင်တဲ့အဓိကတိုက်ခတ် Conservative Party ကလည်းအရင်ရွေးကောက်ပွဲထက်အမှတ်နေရာပိုရခဲ့ပြီး148နေရာအထိ အနိုင်ရအသာရနေပါတယ်။ Polyev က Liberal Party အစိုးရဖွဲ့နိုင်တော့မယ်ဆိုတာကိုအတိအမှတ်ပြုခဲ့ပေမဲ့လူထုမဲအရာနှစ်ပါတီစလုံးသူမသားကိုမသားပဲဆိုတဲ့အချက်ကိုထည့်ပြောသွားခဲ့ပါတယ်။အနိုင်ရသွားတဲ့ Liberal ခေါင်းဆောင်ကနေကိုဂုံပြုခဲ့တယ်လို့ Trump ရဲ့တာဝန်ယူမှု ုကင်းမဲ့တဲ့ချိန်ချမှုတွေကိုရင်ဆိုင်ဖို့လက်တွဲဆောင်ရွက်သွားမယ်လို့ POLIF ကပြောသွားပါတယ်ရှင်။အခုဆက်လက်ပြီးအားကစားသတင်းတွေကိုလည်းတင်ဆက်ပေးအောင်ပါ။အသင်းဟောင်းလီဗာပူးရဲ့အကြိမ်20မြောက်အမှတ်ပေးလီချန်ပီယံဆုဖလာပွဲအတွက်နီးပြရာဂန်ဂလော့ကဂုံပြူစကားဆိုသွားပါဗျ။ ဂျာမန်နီးပြဟာမနစ်ကရာသီကမှအသင်းကနေထွက်ခွာသွားတာဖြစ်ပြီးဟော်လန်နီးပြအာနက်စလော့ကအစားထိုးတာဝန်ယူခဲ့ကချန်ပီယံဆုပလာရယူနိုင်ခဲ့တာပါအတိတ်ကာလကအောင်မြင်မှုတွေအတွက်အလွန်ကျေနပ်ပျော်ရွှင်ခဲ့ရသလိုလက်ရှိအချိန်မှာချန်ပီယံဆုပလာရယူနိုင်ခဲ့တဲ့အပေါ်မှာလည်းအလွန်ပျော်ရွှင်ဂုဏ်ယူပါကြောင်းနဲ့အနာဂတ်အတွက်လည်းအလွန်ကောင်းမွန်တဲ့ဇယိုက်လက္ခဏာတွေပြသနိုင်ခဲ့တာဖြစ်ကြောင်းနီးပြ Gloss က Instagram အကောင့်ကနေရေးသားခုံပြုခဲ့တာပါ စပါတင်းကိုအနိုင်ရခဲ့တဲ့ပွဲစဉ်အပြီးမှာနီးပြစလော့ကနီးပြဟောင်းယာဂန်ကလပ်ကိုကျေးဇူးတင်စကားဆိုခဲ့ပြီးကလပ်ရဲ့အမည်ကိုတချင်းလှုပ်ပြီးတော့လဲပရိသတ်တွေနဲ့အတူတန်ပြိုင်တီးဆိုပြီးဂုဏ်ပြုပေးခဲ့ပါသေးတယ်ရှင် TV ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတိုက်ရိုက်ရှုစာခေကြရတာပါည၈နာရီမှာလည်းထပ်ပြီးတော့ရရှိတဲ့သတင်းတွေကိုဖြည့်ဆက်ပြီးတင်ဆက်ပေးအောင်ပါကျမတို့ငုခတ်တာပါကျေးဇူးတင်ပါတယ်ရှင်